မင်္ဂလာပါရှင်ဧပြီလ၄ရက်တောက်ကြနေရွှေငုံရဲ့ထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့မြန်မာနိုင်ငံသို့အမေရိကန်ဒေါ်လာတန်ထောက်ပံ့မယ်လို့သီရိလင်ကာကကြေပြူတဲ့သတင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းမြန်မာနိုင်ငံသို့အမေရိကန်ဒေါ်လာတန်ထောက်ပံ့မယ်လို့သီရိလင်ကအစိုးရကကြေပြူထားကြောင်းအစိုးရပြန်ကြားရေးဌာနကဗုဒ္ဓဟူးနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ တိရွေလင်္ကာရဲ့အစိုးရဝင်ကြီးများဟာ၎င်းဆုံးဖြတ်ချက်ကိုခံယူပြီးဗုဒ္ဓဘာသာအများစုနေထိုင်သောနိုင်ငံနှစ်ခုကြားသာသနာရေးနဲ့သမိုင်းဝင်ဆက်သွယ်မှုဆက်ဆံမှုများကိုအထူးအလေးပေးအသေးအမှတ်ပြုခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။ ငွေကြေးအကူအညီအပြင်တီရီလင်ကနိုင်ငံမှာအတန်ကားတော်များရဲ့လမ်းညွှန်မှုဖြင့်ကောက်ခံရရှိထားသောရှေးခါကြောင့်များကိုလည်းမြန်မာနိုင်ငံသို့ပို့ဆောင်မှာဖြစ်ပြီး၎င်းကူညီမှုများကိုမြန်မာအစိုးရရဲ့ပံ့ပိုးကူညီမှုဖြင့်လှူဆောင်သွားမယ်လို့တရင်ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့လာအိုသမရမိသားစုများကငလင်ကယ်ဆယ်ရေးအတွက်လူဒဏ်နဲ့တရင်ဖြစ်ပါတယ်။လာအိုသမရတုံလုံးစစ်စိုးလက်ရဲစနီး နာလီစီဆိုလစ်ဦးဆောင်သောလာအိုအစိုးရနဲ့လာအိုပြည်သူ့တော်လှန်ရေးပါတီတို့ရဲ့မိသားစုများဟာအင်္ဂါနေ့ကမြန်မာနိုင်ငံရဲ့ငလင်ကယ်ဆေးလုပ်ငန်းများကိုပံ့ပိုးရန်အတွက်ငွေကြေးနဲ့ထောက်ပံ့ပစ္စည်းများလှူဒန်းခဲ့ကြောင်းသိရပါတယ်။အစိုးရအလူငယ်ကိုလာအိုနိုင်ငံကာကွယ်ဝင်ကြီးဌာနမှတဆင်မြန်မာနိုင်ငံသို့ထောက်ပံ့လှူဒန်းခဲ့ပြီး ဝင်ကြီးဌာနရုံးအကြီးအကဲဆုံဖုန်းမီတာဖုန်းကဦးစလဲဖွဲ့နယ်တူလက်ခံပါတယ်။လှူဒန်းမှုတွင် လာအိုကက်စ်828တန်းအမေရိကန်ဒေါ်လာ3600ခန်းနဲ့လာအိုကက်စ်တန်း150အမေရိကန်ဒေါ်လာ9000ခန်းတန်မှုရှိသော လူသုံးကုန်ပစ္စည်းများပါဝင်ကြောင်းလူမှုစီးပွားသတင်းကအင်္ဂါနေ့ကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်ထမတေဇမေသတင်းကတော့ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်ရေးဆေးလွှတ်တဲ့သတင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာမြန်မာနိုင်ငံတွင်ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက်အရေးပေါ်အစီအဝါများနဲ့ကယ်ဆယ်ရေးပစ္စည်းများကိုဒုတိယအကြိမ်အဖြစ်အင်္ဂါနေ့တွင်ထပ်မံပေးပို့ခဲ့ကြောင်းသိရပါတယ်။အဆိုပါထောက်ပံ့ရေးပစ္စည်းများနဲ့စေဝါများကိုဘင်္ဂလားဒေ့ရှ်တမရော်နဲ့ဘင်္ဂလားဒေ့ရှ်လီတရဲတည်ယူပို့ဆောင်ရေးလေရင်သုံးစင်းဖြင့်ဘင်္ဂလားဒေ့ရှ်အရာရေးအစိုးရရဲ့အကြံပေးအရာရှိ CA မိုဟာမက်ယူနုစ်ရဲ့ညွှန်ကြားချက်အတိုင်းပေးပို့ခဲ့ကြောင်း CA ရဲ့ဒုတိယပြန်ကြားရေးအတွင်ဝန် အဘူကလန် SS မာဂျူမဒါကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်တမန်တင်ဆက်ပြီးမှာကတော့ဂျပန်နိုင်ငံရဲ့နီပွန်ဖောင်ဒေးရှင်းကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအားဒေါ်လာ300တန်မှုရှိအရေးပေါ်အကူအညီများထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့နီပွန်ဖောင်ဒေးရှင်းကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအားဒေါ်လာ300တန်မှုရှိအရေးပေါ်အကူအညီများထောက်ပံ့ပေးမယ်လို့၎င်းရဲ့ဝက်ဘ်ဆိုက်တွင်ကြေညာခဲ့ပါတယ်။ အရေးပေါ်အကူအညီများအဖြစ်ငလင်ကြောက်ထိခိုက်ပျက်စီးတဲ့နေရာဒေသများသို့အစာအစာစီးဝါးနဲ့အခြားလိုအပ်တဲ့ပစ္စည်းများအပါအဝင်ဒေါ်လာ3သန်းတန်ဖိုးရှိတဲ့အကူအညီများပေးရရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်မြို့ရှိ Nippon Foundation မြန်မာဆက်ဆံရေးယုံရဲ့အဓိကဆောင်ရွက်ချက်ဖြင့်အကူအညီများပေးပို့ရမယ့်နေရာများကိုညှိနှိုင်းဆောင်ရွက်မှုဖြင့်မြေပြင်လိုအပ်ချက်နဲ့အညီအကူအညီများကိုအလင်းမြန်ပေးပို့သွားမယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးနေဆက်မဲ့သတင်းကတော့အိန္ဒိယတမရောကမန္တလေးတွင်ဂရင်နှစ်ရွာဆန်းရာအီစေယုံတိဆောက်ပြီးစေကူသားမှုများဆက်မပေးနေတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံကလျင်ပေအတွက်မြန်မာစီမံချက်ဖြင့်ကုညီကယ်ဆယ်ရေးပစ္စည်းများတန်ချိန်625မက်ထရီတန်ပို့ဆောင်ပြီးဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ2025ခုနှစ်မတ်လ28ရက်အတွင်းမြန်မာနိုင်ငံမှာပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ရှောက်ဖွေကယ်ဆယ်ရေးလူသားချင်းစာနာထောက်ထားမှု အကူအညီတဘာဝဘေးကယ်ဆယ်ရေးနဲ့စေဝါအကူအညီများအပါအဝင်လိုအပ်သောပံ့ပိုးကူညီမှုများပေးရန်အတွက် Operation Brahma မြန်မာစီမံချက်ကိုစတင်ဆောင်ရွက်ခဲ့ကြောင်း အိမ်နီးချင်းဒေသတွင် အခက်အခဲဖြစ်ပေါ်နေတဲ့အချိန်မှာပထမဆုံးတုံ့ပြန်ကူညီတဲ့နိုင်ငံအနေဖြင့်မြန်မာစီမံချက်ဟာအိန္ဒိယနိုင်ငံအစိုးရတရားလုံရဲ့ဂျိုပန်အထုံးမှုစုပေါင်းအဖြစ်မြန်မာနိုင်ငံရဲ့အကြီးမားသောပြည်စည်းမှုများကိုတုံ့ပြန်ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါရရှင်။